အလုံးမဲမင်္ဂလာပါရှင် Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးလေဝသနဲ့ဆလာပြာညွန်ချမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့အတွက် နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကို အသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အတူမိုးလေဝသနေ့ဖြစ်အသစ်ဖြစ်ပေါ်နေသောစိုက်ကလုန်းမွန်နိုင်ဂျီတဝါဤနောက်ဆုံးရသတင်းထူးများနေ့ မြန်မာပြည်အပေါ်သက်ရောက်နိုင်သည့်ရာသီဥတုအခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါသည်။ပထမဆုံးအနေဖြင့်ဆိုက်ကလုန်းမုန်တိုင်းတိဝါအခြေအနေများကို တင်ပြပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွားချက်များအရဘင်္ဂလားပလယ်အော်နောက်တောင်ပိုင်းတွင်ရင်းနှင်းဆက်ဆက်လျက်ရှိသောတိရိလင်္ကာနိုင်ငံကမ်းခြေရိုးတွင်ဖြစ်ပေါ်နေသောဆိုက်ကလုန်းမုန်တိုင်းတိဝါသည် ပြန်အနာများဘက်သို့ရွေလျားခဲ့ပြီးတီရီလင်္ကာနိုင်ငံထရီကိုမာလီမြို့အနီးကို ဖြတ်ကျော်လျက်ရှိပါသည်။အဆိုပါဆိုင်ကလုန်းမွန်တိုင်းတူဝါသည်မြန်မာနိုင်ငံကုကိုချွန်းမြို့၏အနောက်အနောက်တောင်ဘက်ရေမှ105မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့၏တောင်အရှိတောင်ဘက် ရေမိုင်225မိုင်ခန့်အကွာပင်လယ်ပြင်ကိုပဟိုပြုနေပါတယ်။ဆိုက်ကလုန်းမွန်တိုင်းတဝါဤလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေလျားမြင့်အခြေအနေမရှိတာကြောင့် အဝါရံအောင်စင်ဟုသတ်မှတ်ပါရယ်ဆိုက်ကလုန်းမော်နိုင်တဝါဤတနေရဘိုးချက်လီပီးယားနဲ့လေတိုင်းနှုန်းအဆိုပါဆိုက်ကလုန်းမော်နိုင်တဝါသည်မြန်မာစံတော်ချိန်15:30ချိန်တွင်မြောက်လက်တီကျု8.4ဒီဂရီနှင့်အရှိလောင်ကြီးကျု87.3ဒီဂရီတွင်ရှိပြီးဘိုးချက်လီပီးအား998ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအီလ45မိုင်နှုန်းခန့်ဖြစ်ပါသည် နောက်48နိုင်တွင်ခံမှန်းချက်အဆိုပါဆိုင်ကလုန်းမွန်တိုင်းတဝသည်မြောက်အနောက်မြောက်ဘက်သို့ဆက်လက်ယူလျားနိုင်ပြီးတိရီလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောမင်္ဂလာပလင်အော်အနောက်တောင်ပိုင်းတို့ကိုဆက်လက်ဖြတ်ကျော်ကာအိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းကမ်းခြေနှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။သတိပေးနှိုးဆော်ချက်အဆိုပါဆိုင်ကလုန်းမွန်တိုင်းတဝ၏အရှိန်ကြောင့် မြမပလဲပြင်တွင်လှိုင်းတင်တဲ့ရှိမည်။လှိုင်းမြင့်မှာမြမကံရံတရှောင်းနေကဲလွန်ပလဲပြင်တို့တွင်၅ပေမှ9ပေခန့်ရှိနိုင်ပါသည်။အကြံပြုချက်တို့ဖြစ်ပါ၍ဆိုက်ကလုန်းမွန်တိုင်းဒေဝါ၏အရှိန်ကြောင့်ပြင်းရင်းလေကြောင်းပြန်တန်း၏မုတ်တမခွေမွန်တင်းတိုင်းကံရံတရှောင်းနေကဲလွန်ပလဲပြင်တို့ရှိကန်ဒီကံဝေငါးဖန့်ရည်ရည်များတင်မောမြအနေဖြင့်လဲကျိုတင်သတိပြုနိုင်ပါယံသတိပေးနှိုးဆော်အပ်ပါသည် ဆက်လက်ပြီးဒီကနေ့နောက်ဆုံးရရှိထားသည့်မြေကြီးခြေနေများနဲ့မြေကြီးခြေပမာဏများကိုပြောပြပေးသွားပါမယ်။ယနေ့29ရက်စတုလ2025ရက်နေ့နနက်6နာရီခွဲအချိန်အထိတိုင်တာချက်မြေကြီးခြေနေတင်ပြပေးလိုက်ပါတယ်။မြေကြီးနာမြေကြီးတလမခန့်ထက်ကြားမိခညနေမှ7နာရီတွင်မြေကြီးနာမျိုးဤမိခမြင့်ဆုံးပူချိန်29.3 3ဒီဂရီစင်တီဂရိတ်ယနေ့နေဆုံးပူချိန်14.3 3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။ မြေကြီးနားမြေအသင်းဆွင်းရေမှတ်1000စင်တီမီတာသို့ရောက်ရှိရန်950စင်တီမီတာ30တပေကျော်ခန့်အလိုရင်းရောက်ရှိနေပါသည်မြေအတက်ကျပုံမှန်နေထားခန့်မှာရှိနေပါမည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမည်အီယာဝတီမြေအထက်ပိုင်းမှာမူအားနေငယ်ရှိနေပါသည်ရန်ဖန်ရန်ခအီယာဝတီမြေဆုံထက်ပိုင်းမှာနေရာကွက်၍မိုးရသွန်းခြင်းများစတိုက်နေပါလာနိုင်ပါသည်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြန်မာပြည်များပိုင်းစွန့်ဒေသများနဲ့အီယာဝတီမြစ်အထက်ပိုင်းမေခါမြင်းနဲ့မလီခေါင်မြင့်ဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနည်းငယ်သာရှိနေပါတယ်။အီယာဝတီမြစ်ကိုတက်ရှောင်းတဲ့ချင်းနမြစ်ကိုတက်ရှောင်းမြေကန်နီမြင်းနိုင်ဒေသများနဲ့မြင်းနုကျွများတွင် စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအီယာဝတီမြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းနှမြစ်ချင်းနေ ခန်းတီးမြရင်အတက်ကြမရှိရတဲ့မနေ့ကညနေမှ12နာရီတွင်မုံရွာမြရင်အနှဲငယ်ခန့်ထက်ကြမနေ့ကညနေမှ12နာရီတွင်ခန်းတီးဟိုမလင်းဖောင်ပြေမျိုးနဲ့မော်လိုက်မျိုးတို့မြရင်များဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါတယ်ကလေးဝမင်းကင်ကဏီမျိုးနဲ့မုံရွာမျိုးတို့မြရင်များဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါတယ်အေယာဝတီမြရင်ချင်းနေဗမောရှိကူကတာတီချိုင်တပိတ်ချင်းမန္တလေးဇက်ကိုင်းမြေမူညာဦး ခုတ်ကူကျောင်းမင်းဘူးမကွေအောင်လန်းပြီးစိတ်သာဟင်္ဒရာမျိုးနဲ့ဇလုံမျိုးရမြေများပြပြချင်းဆက်လက်ကြာဆင်းနေပါရယ်အရာဝတီမြေမြင့်တက်မှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရယ်ရှင်ထူခြားမှုရှိလာရင် အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်ဆလပီ2025ခုနှစ်ဒီဇင်ဘာလပတ်အတွက်မိုးလေဝသနဲ့ဆလာဘီယာခံမှန်းချက်များကိုတင်ပြပေးပါမယ်။ဘင်္ဂလားပလယ်အခြေအနေ ကပလီပလန်ပြင်းနဲ့ဘင်္ဂလားပလန်အော်ဒိုရင်လေးဖြာနဲ့ရဝင်းနှစ်ချိန်ဖြစ်ပေါ်နိုင်ပြီးတစ်ချိန်တွင်ပုံမအားကောင်းလာနိုင်ကမုန်တိုင်းငယ်ဖြစ်သို့ရရှိနိုင်ပါသည်ဘင်္ဂလားပလန်အော်မြောက်ပိုင်းတွင်အများအားဖြင့်တာယာနိုင်ပြီးဘင်္ဂလားပလန်အော်လယ်ပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ကကပလီပလန်ပြင်းနဲ့ကျန်မင်္ဂလားပလန်အော်ဒိုရင်တိမ်သင်တင်မှတိမ်ထူထန်နိုင်ပါသည်မိုးချိန်နေနဲ့မိုးရွာရဲမိုးရွာသွန်းမှုချိန်နေမှာစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်ရွာသွန်းမြေအောက်လျော်နေနိုင်ပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊အီယာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ရွာသွန်းမြေထက်ပုံနိုင်က နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်ရွာသွန်းမြေခန့်မိုးထစ်ချုံရနိုင်ပါသည်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးရှေ့ပိုင်း ။ EOD တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်၄ရက်မှ9ရက်ခန့်နေ။နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်တရက်မှ၃ရက်ခန့်မိုးထစ်ချုံရနိုင်ပါတယ်။ညဘူးချင်းစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်ဒီဇင်ဘာလပြင်းပြအပူချိန် ၁၃.၅ဒီဂရီဆယ်စီယပ်နဲ့အထက်ပိုနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္သာရိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ဒီဇင်ဘာလပြင်းပြအပူချိန်ခန့်သာရှိနိုင်ပါတယ်။ညွေချင်းနေ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်16ရက်မှ25ရက်ခန့်နဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့တွင်6ရက်မှ15ရက်ခန့်နနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါတယ်။ညရဲ့အချိန်နေ 2025ခုနှစ်ဒီဇင်ဘာလတွင်အရာဝတီမြေသည်မြစ်ကြီးနားမြို့ဗမော်မြို့ရှေကူမြို့ကတာမြို့တပိတ်ကျင်းမြို့မန္တလေးမြို့နှင့်စကိုင်းမြို့တို့တွင်တပိတ်ခွဲမှသုံးပေခန့်မြင်းမှုမြို့ပခုတ်ကူမြို့ညောင်ဦးမြို့ကျောင်းမြို့မင်းဘူးမြို့မကွေးမြို့အောင်လံမြို့ကြည်မျိုးစိတ်သာမျိုးဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့တွင်၄ပေမှ၆ပေခန့်လက်ရှိရေမှန်များအောင်ကြာဆင်းလာနိုင်ပါသည်။ချင်းနှင်းမြေသည်ခန်တီမျိုးဟောင်မလင်းမျိုး ဖောင်းပြင်းမျိုး၊မော်လိုက်မျိုး၊ကလေးဝါမျိုး၊မင်ကဲမျိုး၊ကနီမျိုးနဲ့မုံရမျိုးတို့တွင်နှစ်ပေမှငါးပေခန့်လက်ရှိရမှန်းများအောင်ကြာစင်နာနိုင်ပါတယ်။မြစ်သားမြေသည် ကလေးမျိုးတွင် နှစ်ပေခန့်ဒုထဝတီမြေသည်တီဘောမျိုးတွင်ပေဝဲခန့်ရှေးဆိုင်ရန်နှင့်မြင့်ငယ်မျိုးတို့တွင်နှစ်ပေခွဲမှ သုံးပေခွဲခန့်စစ်တောင်းမြေသည် တောင်ငူမျိုးနှင့် မတောင်းမျိုးတို့တွင်နှစ်ပေခန့်စီရွှေကျဲမြေသည်ရွှေကျဲမျိုးတွင်တပေခွဲမှ သုံးပေခွဲခန်းစစ်တောင်းမြေသည်တောင်ကုန်နှင့် မတောင်းမြို့တို့တွင်နှစ်ပေခန်းစီရှေးကျင်မြေသည်ရှေးကျင်မြို့တွင်တပေခန့်ဘကိုးမြေသည်ဆောင်းတူမြို့တွင်တပေခွဲခန်းနှင့်ဘကိုးမြို့တွင်နှစ်ပေခွဲခန်းတန်လွင်မြေသည်ဗအံမြို့တွင်နှစ်ပေခန့်တောင်ရင်မြေသည်မြောက်တီမြို့တွင်နှစ်ပေခန်းငဝေမြေသည်ငတိုင်းချောင်းမြို့တာပေါင်းမြို့နှင့်ပသိမ်မြို့တို့တွင် တပေမနှစ်ပေခွဲခန့် တုံးမြည်ရည်သည်မအူဘဲမျိုးတွင်တပေခွဲခန့်နေဘီလဲမြည်ရည်သည်ဘီလဲမျိုးတွင်တပေခတ်လက်ရှိရေမတ်များအောက်ကြာဆင်းလာနိုင်ပါသည်ဟုတ်ကဲ့ပါရှင် ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေရှင်ကျမတို့ channel လေးကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်